ကိုပါပဲလူကိုခွေးကြိုက်လေးချင်းဆိုလိုပါပဲတကယ်ကခွေးတွေကနေပြီးတော့ခုလိုမျိုးလှုပ်ထားဖြစ်တော့ကျွန်တော်တို့ရဲ့နိုင်ငံကိုကောင်းတဲ့နေရာကိုပို့ပေးမယ်မေစုတယောက်ကတော့လက်ရှိချိန်မှာမေစုရောတမန်တော်ကြီးရောနှစ်ဦးလုံးအထက်မှာရင်ဆိုင်နေရတာဖြစ်ပါတယ်အကြောင်းအမြန်ဆုံးလူမျိုးဖို့အတွက်အမြန်ဆုံးဆူတောင်းပေးကြပြီးတော့ကြိုက်မှကြောက်မယ်မေစုရဲ့မွေးနေ့ကျွဲတက်လဲအလုံးဆူတောင်းလေးမှာတော့ရောက်ပေါင်းဝင်ပေးကြဖို့ဒီနေရာကနေပြီးတော့ထက်မှန်အတိပေးလိုက်ပါတယ် ကာဝေးဝင်ကြီးကနေပြီးတော့တနိုင်ငံလုံးတိုက်တာနဲ့ထိုးစစ်ဆင်နွှဲမယ်လို့ပြောလိုက်တဲ့အချိန်ကစလို့ကျွန်တော်တို့ရွှေဘူခရိုင်အမှတ်စနစ်တရင်အားဖြင့်တိစောက်မှု၃ခုပြုလုပ်နေပါတယ်။နံပါတ်၁စစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်ဖို့ဆိုရင်ကျွန်တော်တို့တက်လေဟာတက်နဲ့တူတဲ့တက်တက်ပုံကြနေတဲ့တက်ဖြစ်ဖို့လိုအပ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့တိစောက်နေပါတယ်။နံပါတ်၂ကျွန်တော်တို့တိုက်ပွဲတွေမှာအောင်နိုင်ဖို့ကျွန်တော်တို့ရဲ့ရဲဘော်တွေကိုဘေးကင်းနေဖို့ဆိုရင်ကျွန်တော်တို့ကစစ်ပညာပြည့်ဝနေဖို့လိုတယ်၊လက်ကျင်တာပြည့်ဝနေဖို့လိုပါတယ်။အဲ့ဒါကိုကျွန်တော်တို့အခုလက်ရှိ ဒီပြိုင်နဲ့တိစောက်နေပါတယ်။နံပါတ်3ဒေတာတွင်းမှာလိုအပ်ချက်တစ်ခုဖြစ်တဲ့လက်နက်ကင်တုံလင်းရင်အင်အားစုတွေညီညွတ်စွာလက်တွဲလှုပ်လှုပ်နိုင်ရေးဟန်ချက်ညီစွာနဲ့တိုက်ပွဲဝင်နိုင်ရေးအတွက်လိုအပ်ချက်တစ်ခုကိုလည်းကျွန်တော်တို့ခုဆိုရင်ချမဟာမိတ်အဖွဲ့နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေပါတယ်။ဘောလမျိုးတွေအားလုံးပဲငလင်းမေးနဲ့မေးပေးတယ်မှာများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် revolution channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေး reaction မျိုးတို့သွားပေးခင်မှာတော့ယနေ့ ဟွန်လာ၁၈ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့တင်းချုပ်ကိုအချင်းချုပ်ဖော်ပြပြသမှဖြစ်တဲ့ဒေါ်လန်မျိုးတွေအားလုံးပဲအဆုံးထိရှိပြီးဖို့ဒီနေ့ကပြီးထက်မှန်တောင်းဆိုလိုက်ပါတယ်။ပြောင်းသူနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါက်တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1999ရရှိဖြစ်ပါတယ်။မန္တလေးတောင်းစစ်ကောင်းစီကတရားဒါတွင်စစ်ခွေးတည်ဆုံးမှုစီးမှာတော့ကျင်းပြီးနေတုံတိုးမျိုးနမှာအကောင်90ဖြစ်ပါတယ်။ချင်းပြီးနေဖားကန်မျိုးနမှာ22ကောင်ဝိုးတိုင်းမင်းလာမျိုးနမှာအကောင်20 မန္တလေးတိုင်းငန်းစုံမြို့နယ်မှာတုံးကောင်တနင်္သာရီနေ့တရချောင်းမြို့မှာတကောင်နဲ့အားလုံးပေါင်းတရက်တာအတွင်းစုစုပေါင်းသေဆုံးမှု66ကြောင်းသိရှိရပါတယ်။ ောင်သူတွေတပုတ်အနေနဲ့ကတော့အချမ်းပတ်စစ်ကောင်စီကနန်းစီဒီယန်ဝင်တဲ့တွေကိုနိုင်ငံခြားကိုပညာသင်စေလွတ်မှုတွေကိုအင်းချက်ကန့်တပြီးတော့အမိန့်ထုတ်လိုက်ပြီးဖြစ်ပါတယ်မြန်မာနိုင်ငံမှာသင်ကြားနိုင်တဲ့ပညာရေးဒေသမှာကပြပကိုတွားရောက်မှုများစီးစင်ရန်လည်းညွှန်ကြားလာကြောင်းဝန်ထမ်းတိုင်းဝမ်းတွေနဲ့စစ်ကောင်စီထုတ်ပြန်လာတဲ့အမိန့်တွေကသိရှိရပါတယ်ဂျမစစ်ကောင်စီက2025ခုနှစ် မက်စလာ26ရက်နေ့မှာစတင်ပြီးတော့နိုင်ငံခြားပညာတော်သင်ကြီးစိတ်ရွေးချယ်စီလွေးကော်မတီရဲ့လုပ်ငန်းတာဝန်လုပ်ပိုင်ကူများနဲ့ပြင်ဆင်ထုတ်ပြန်ခြင်းမိန့်တခုထုတ်ပြန်ခဲ့ပြီးအဲ့ဒီအမိန့်မှာတော့နန်စီတီယန်ဝန်ထမ်းများဤပကူစီလွေးမှုနဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်ကန့်တလာခြင်းဖြစ်ကြလို့သိရပါတယ်။စေကောင်စီလောက်ကဝန်ကြီးဌာနများရဲ့အဖွဲ့အစည်းတည်တည်မှာနန်စီတီယန်ဝန်ထမ်းတွေရဲ့ဓာတ်ရိုက်ပြပကူပညာတော်သင်စီလွေးခွင့်မရှိဘဲနိုင်ငံခြားပညာတော်သင်ကြီးစိတ်ရွေးချယ်စီလွေးကော်မတီကတာဝယ်ဝေပေးတဲ့ပညာသင်စုများဖြင့်သာ နိုင်ငံခြားပညာသင်ဆေးလွှတ်ရမယ်ဖြစ်ကြောင်းသိရှိရပါတယ်။နန်စီဒီယံဝန်ထမ်းများကိုပြပကိုပညာတော်ဆေးလွှတ်ရမှာစစ်ကောင်စီကဇေယိတ်ကြခံဆေးလွှတ်ရမည်ဆိုပါကဗန်နာရေးဝန်ကြီးဌာနရဲ့အသုံးစရေးစီစစ်ချက်ရရှိမှလာကော်မတီကပညာသင်ဆေးလွှတ်ရမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ထားတာသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အကိုတိုင်းရန်ကုန်ပီလန်းနဲ့မင်းလက်မြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများတွင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းစီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူး ခရိုင်ရဲမှုနဲ့မြို့မှာရဲစခန်းမှုပါဝင်အချမ်းမဲ့စစ်တပ်မှ20ဦးထက်မနည်းသေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်မှတ်သုံးတရင်မှတရင်မှုကနေပြီးတော့ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။အဟာမင်းလာမြို့နယ်စင်ရင်ချောင်းပေါက်ကြီးရွာကိုအချမ်းမဲ့စစ်တရခလာရတက်လောက်ခန်းစစ်သားများနဲ့ပြည်စော်တိများပူးပေါင်းထားသောအင်အား60ခန်းပါတဲ့စစ်ကြောင်းကိုအွန်လိုင်းအဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထက်တဲ့တင်ပုံအနေနဲ့ကတော့မြို့သားညီညီအစိုးရအန်ယူဂျီကျမ်းမာရေးဝန်ကြီးဌာနတနင်္သာရီတိုင်းမှာခံထားရတဲ့ဆရာဝန်တူနာပြုကျမ်းမာရေးမှုအဖွဲ့ဆီမှာပါဝင်ကျမ်းမာရေးဝန်ထမ်းတွေခေါ်ယူကြောင်း ပုံပြန်ခဲ့တာတွေ့ရှိရပါတယ်။ထောက်ထားသူများမှာနိုင်ငံဝန်ထမ်းဖြစ်ပါကစီဒီယံဝန်ထမ်းဖြစ်မည်ဖြစ်ပြီးအချမ်းဘတ်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမည်ဖြစ်ကြောင်းနိုင်ငံဝန်ထမ်းမဟုတ်ပါကအချမ်းဘတ်စစ်ကောင်စီနဲ့ပတ်သက်သူမရှိသူဖြစ်ရမည်ဖြစ်ကြောင်းမြို့သားညွေအစိုးရကျန်းမာရေးဝန်ကြီးဌာနကတာဝန်ချမိဒေသများကိုတွားရောက်ပြီးတာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီးမြို့သားညွေအစိုးရကျန်းမာရေးဝန်ကြီးဌာနလူစွမ်းရင်ဌာနရဲ့ကောက်လာပုံစံများထုတ်ယူပြီးပေးဖို့ရှင်းထားတဲ့အကြောင်းနဲ့သိရှိရပါတယ်။ online ကလာနဲ့ဂျာကလာ ကျမ်းမာရေးစောင့်ရှောက်မှုများလည်းပေါဝင်ဆောင်ရွက်လျက်ရှိတဲ့ကျမ်းမာရေးသူရဲကောင်းများအတွက်လက်ရှိကာလတွင်လူမှုဘဝလုံခြုံရေးနှင့်လုပ်ငန်းခွင်လုံခြုံရေးများကိုကာကွယ်စောင့်ရှောက်မှုများပေးရနိုင်ရန်အစီအစဉ်များချမှတ်ထားရှိပြီးအွန်လိုင်းရေလွန်ကာလမှာလည်းဘဝအာဝခံခြင်းများနဲ့အတူ အခုခွင့်ရမြကိုလည်း Patriot Democracy မူဝါဒများနေညီပေးအပ်တော်မူဖြစ်ကြောင်းမျိုးသားညီရေးအစိုးရပြည်မာရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ခဲ့ပါတယ်။မေဆုနဲ့တမတော်ကြီးဦးဝင်းမြင့်တရားခွင်အမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းတွေဗီဒီယိုတွေဟာလူလူကောင်းဆောင်ရဲ့ထောင်ရင်းနေစဉ်နေထိုင်မှုမှတ်တမ်းတွေအားလုံးပေါက်ကြလာကြောင်းသိရှိရပါတယ်။မေဆုရဲ့ရှင်းသားပွဗီဒီယိုဖိုင်နဲ့သူမရဲ့နေစဉ်အချင်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းတွေကို Guardian ကရရှိခဲ့ပြီးအသက်80ပြည့်မွေးနေ့နီးကပ်လာခြင်းမှာဖြုတ်ချခံခဲ့ရသောအရက်သားကောင်းဆောင်ရဲ့ဘဝအကြောင်းကိုတစီတစောင်းဖော်ပြထားတာကိုတွေ့ရှိရပါတယ်။ မေဆုဟာအချင်းတော်တွင်နေ့စဉ်နေထိုင်မှုမှတ်တမ်းများမှာသူမရဲ့နေ့စဉ်မှတ်တမ်းများမှာနနက်၄ :30 မိနစ်ချိန်မှာစတင်ကည၈ :30 မိနစ်ထိပြီးဆုံးသည်ဟုမှတ်တမ်းတွင်ဖော်ပြထားပါသည်။၂၀24ခုနှစ်စောပိုင်းမေဆုကိုမြင်တွေ့ခဲ့ရတဲ့အချင်းဦးစီးဌာနသတင်းရင်းမြစ်ကသူမရဲ့အသံနဲ့လမ်းလျှောက်ပုံကတော့မပြောင်းလဲပါဘူး။သူမရဲ့စပင်မှာတော့ပန်းပန်ထတာမရှိတော့ဘူးလေပြောဆိုထားတာကိုသိရှိရပါသည်။ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ဒီပန်းတပိတ်ရဲ့ပြီးရင်ကျွန်တော်တို့ဒီအင်ဂျီအပြာလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်ပမှာရှိနေတဲ့အကြပ်ဖက်အုပ်စုတွေကလှုပ်ဆောင်နေတာတွေ့ရပါတယ်။အဲ့တော့အကြပ်ဖက်သမားတွေကတော့လှုပ်ဆောင်နေတယ်ပြည်ပမှာရှိတဲ့အကြပ်ဖက်သမားတွေ။ လှုပ်ဆော်သူတွေကကျွန်တော်ပြည်ပြည်တွင်းမှာရှိနေတာမဟုတ်ဘူးပြည်ပမှာရောက်နေတယ်ပြည်ပမှာရှိနေတယ်အကြမ်းဖက်တမားတွေလှုပ်ဆော်တယ်ပန်းတပိတ်ရဲ့အင်ဂျီအပြာတပိတ်တကယ်ပဲအင်ဂျီအပြာဝှက်ဖို့ပေါ့ဗျာလှုပ်ဆော်နေကြတယ်အဲ့ဒီလှုပ်ရှားမှုထဲမှာပါတဲ့သူတွေကိုလက်ရှိလက်ရှိကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေကဖမ်းမယ်ရေးမယ်တိတိယောက်လုံမယ်ခင်ဗျားတို့အရင်တစ်ခါလိုအရင်တော့လိုဟလာဟိုမိတယ်မိပြီးသွားရင်နောက်ပိုင်းပြန်လှုပ်တယ်အဲ့လိုမလုပ်တိတိယောက်လုံမှာလုံခြုံရေးလည်းမြောက်အောင်နေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နှစ်နှစ်သုံးနှစ်တော့ကြာမှာပဲ အဲအားလုံးပဲဒါကတော့ဘောမာရီလက်ရှိချိန်မှာပန်းသပိတ်နဲ့ပတ်သက်ပြီးတော့ပြောနေတဲ့နေသားတို့ဖြစ်ပါတယ်ပန်းသပိတ်နဲ့ပတ်သက်ပြီးတော့အားလုံးသိတဲ့အတိုင်းပဲယင်းနှစ်မှာမဟုတ်ပါဘူးယင်းနှစ်တွေယင်းနှစ်တွေတော့မှလည်းအဲ့လိုမျိုးဒီလိုရက်တွေမှာပန်းဝယ်တဲ့သူတွေတို့တရားပန်းတော်ဝယ်လို့မရတဲ့နေသားတို့ခုရောက်အောင်လုပ်ပြီးတော့ပန်းရောက်တဲ့သူတွေအတွက်တော့တော်တော်လေးကိုမှစူပါရီဒီကိတဲ့ရက်လို့လေပြောရရပါတယ်ဘာလို့လဲဆိုတော့လိုလိုတန်းတွေကင်ထားပြီးတော့ပန်းတွေကိုကြောက်နေရတဲ့ကောင်တွေမြန်မာနိုင်ငံမှာဘယ်လောက်ထိပေါ်လဲဆိုတာဒီမှာမှကြည်ပါသိကြပါပဲလုံရရင်လုတ်ပါဗျာအကြမ်းဖက်အုပ်စုတွေကတော့ဒီဘက်မှာရှိတယ်ဒီအကြမ်းဖက်အုပ်စုတွေကတော့ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပန်းသပိန်နဲ့အင်ဂျီပြလှောက်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်တွင်းကလို့လှုပ်ဆော်တယ်အဲ့တော့သူက အဲဇေယောင်းရင်လည်းပန်းလေးပတ်ပြီးဇေယောင်းဖို့အပြင်သွားတဲ့ခါကျရင်လည်းပန်းလေးပတ်ပြီးတော့အပြင်သွားကြဖို့အပြီးတော့ရင်အကိုကပန်းပန်နေဆိုရင်လည်းအဲ့ဒီပန်းကိုကျွန်တော်တို့ Facebook မှာတင်ပြီး Facebook မှာ TikTok မှာ Social Media မှာတင်ပေးဖို့လှုပ်ဆောင်နေတယ်။နောက်ဆုံးပြဘလောက်ဆိုရလဲဆိုတော့ဖះပါသူတို့ကဟိုခူးလုံးလုပ်တယ်ဗောလေဖះပါသူတို့နိုင်ငံကြီးကခူးလုံးလုပ်တာတွေတွေ့ရတယ်။အဲ့ဒါပါလဲဆိုတော့ဒီဖះဖះမှာဒီပန်းတွေကတ်တယ်ဆိုရင်လည်းပဲအဲ့ဒါကိုကျွန်တော်တို့ဒီဓာတ်ပုံရိုက်ပြီးတော့ Facebook တင်ပေးဖို့ TikTok တင်ပေးဖို့ Social Media မှာတင်ပို့ဖို့ဆိုတော့ကလှုံ့ဆော်နေတယ်။တော်တော်ဆိုးတာပေါ့ဗျာ။တော်တော်ဆိုးတယ်။အဲ့တော့အဲ့ဒီအခြေအနေတွေရှိတယ်။အဲ့တော့သူတို့ရဲ့လှုံ့ရှားမှုက ဇွန်လ14ရက်နေ့ကနေပြီးတော့ဇွန်လ21ရက်နေ့ထိလို့ဆိုပါတယ်။ဒီနေ့အပြည့်ကျွန်တော်ရှင်းရတာကာလအတွင်းမှာရှင်းရတာကာလအတွင်းမှာလှုပ်ရှားကြဖို့တို့ရဲ့ဒီအတ္တမထရရက်ကရှင်းရရှင်းရတာမှာလှုပ်ရှားပြကြဖို့တို့လှုပ်ဆောင်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့အင်ဂျီအပြာကအင်ဂျီအပြာဆိုတဲ့သူရဲ့အဓိပ္ပာယ်ကဒီနိုင်ငံချင်းသားတွေလွတ်မြောက်ရေးအတွက်ဆိုပြီးတော့တို့ရွေးပါတယ်တဲ့။အဲ့မှာကျွန်တော်တို့ဒီရှင်းရတဲ့အတွင်းမှာပစိုးပြဝေးပေးပါဘောင်းမီအပြာအုတ်ထုတ်အပြာစသဖြင့်အပြာနဲ့ပတ်သက်တဲ့အမှတ်အသားတွေဝတ်ဆင်ပေးပါတဲ့။နောက်တစ်ခုတော့ပန်းသပိတ်ပန်းသပိတ်ကတော့ကျွန်တော်တို့ပန်းဒီအပန်းဒီပန်းနေဖြစ်ရမယ်အဲ့ဒီပန်းနေကိုခင်ဗျားတို့ပန်းပန်ရမယ်အွန်လိုင်းမှာတင်ရမယ် TikTok တင်ရမယ် ပြီးတော့လူခုခွဲတွေပါတရားမယ်နောက်ဆုံးဗျာဖះမှာပန်းကိုင်းလည်းပဲပန်းဒီကပ်ပြီးပါပန်းဒီကပ်ပြီးတော့အဲ့လိုဒီတိုင်းမထားပါနဲ့ TikTok တင်ပေးပါ Facebook တင်ပေးပါ Social Media မှာတင်ပေးပါဆိုလှုပ်ဆောင်နေတယ်သူတို့ရဲ့ဒီတပိတ်စတာပေါ့ဗျာသူတို့ရဲ့တပိတ်စတာကကျွန်တော်ဇွန်လ14ရက်နေ့စတယ်ဒီနေ့ဆိုပဲကျွန်တော်တို့ဇွန်လ18ရက်နေ့ဖြစ်သွားပြီဒီအချိန်တွေပတ်သက်ပြီးတော့ဒီပြည်တွင်းမှာရှိတဲ့သူတွေလှုပ်ရှားတာဝင်ရောက်ပါဝင်တာတော့လုံးဝမတွေ့ရသေးဘူးကျွန်တော်တို့လည်းစောင့်ကြည့်နေဘယ်သူတွေဘယ်သူတွေလုံနေကြလဲပေါ့ကြည့်ကြည့်သိကျင်တာပေါ့လက်ရှိတော့ကျွန်တော်တို့ဒီဒီဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးကျွန်တော်တို့ပါဝင်တဲ့လူမရှိဘူးမတွေ့သေးဘူး မတွေ့သေးဘူး Facebook မှာလည်းမတွေ့ဘူး TikTok မှာလည်းမတွေ့ဘူးကျွန်တော်တွေ့ရဘယ်နေရာမှာတွေ့ရလဲဆိုပြည်ပမှာမင်းတို့စစ်တပ်ကနေစစ်တပ်ထောက်တိုင်းကောင်တွေဘာတွေများအကြီးကအကြီးကြီးရေလုံးနေတယ်ဆိုတော့အမှန်နဲ့သူနဲ့အိမ်အပြာဝိတဲ့သူကိုလိုက်ရှာနေတယ်မင်းတို့ကွာဒီကလူတစုပါဗျာလူအုပ်စုလေးတဲတဲလေးတစုရှိမယ်ပြီးရင်ကျွန်တော်တို့လက်နက်ကိုင်စစ်သွေးကြောအဖွဲ့တယ်စစ်သွေးကြောအုပ်စုတွေရှိမယ်ဒီနှစ်ဖွဲ့နဲ့ပြီးဒီစစ်သွေးကြောအုပ်စုတွေထိချုပ်ရနေရမှာရှိတဲ့အချို့ပါဗျာအဲအချို့ကတော့ဒီလှုပ်ရှားမှုတွေမှာပါတယ်ကျန်တဲ့ခင်ဗျာမန်းလေးမှာရှိတဲ့လူတွေမပါဘူး ရန်ကုန်မှာရှိတဲ့လူတွေမပါဘူး။မုံရွာမှာရှိတဲ့လူတွေမပါဘူး။မုံမြင်နယ်မှာရှိတဲ့လူတွေမပါဘူး။ဖမ်းမှာရှိတဲ့လူတွေမပါဘူး။ရေကြီးနားမှာရှိတဲ့လူတွေမပါဘူး။တနည်းအားဖြင့်ကျွန်တော်မြို့ကြီးတွေမှာနေထိုင်တဲ့လူတွေမပါဘူး။ခင်ဗျားစဉ်းစားကြည့်ပါ။ရန်ကုန်မြို့မှာလူကြီးကများတန်းနေချီချီ။တယောက်တောင်ထွက်မလာဘူး။ရန်ကုန်မြို့မှာလူကြီးကများတန်းအောင်ဘာလို့ရှိတယ်။ဆယ်တန်းပတ်လေလောက်ရှိတယ်။ဆယ်တန်းပတ်လေမှာကျွန်တော်တယောက်တောင်ထွက်မလာဘူး။တယောက်တောင်ထွက်မလာဘူး။ပြီးရင်ခင်ဗျားမန္တလေးမှာလည်းတယောက်တောင်ထွက်မလာဘူး။လက်ရှိ online မှာတော့မတွေ့သေးဘူး။မတွေ့သေးဘူး။ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်တွေအလုံရှားမှုတွေမှာပေါင်နေတဲ့လူတွေမတွေ့သေးဘူး။14 15 16 16လေးရပါဗျာဒီလေးရထဲမှာကျွန်တော်တို့မတွေ့သေးဘူး ူ14ရက်နေစားတော့14ဆို14 15 16စက္ကန့်အဲမင်းတို့တွေ့ရင်ဘန်းခံမှာဆိုတော့ဟာတွေ့အောင်လုပ်ပါဆိုမှတွေ့မလားကွာဒီလီရက်တမှာကျတော့တောင်မတွေ့သေးဘူးအဲ့တော့အဲ့ဒါတွေလုံးမယ်ခမရအဲ့ဒါတွေခမရတို့တိလို့ပဲလုံးလို့မတိလို့ပဲလုံးလို့ဟိုဖန်းကြီးမိဆိုဖန်းအဖန်းခံပြီဆိုအာသမီးမတိလို့ပါတားမတိလို့ပါမရဘူးတားမတိဘူးသမီးကမတိဘူးသမီးကမမြင်ပါဘူးတို့ online မှာဒါလေးလုံးဆိုလို့သမီးကပါဝင်သွားတယ်မရဘူးအဲ့ဒါကကျွန်တော်တို့အကြမ်းဖက်မှုအကြမ်းဖက်တမားတို့အားပေးအားမြောက်ပြုရရောက်တယ်အဲ့တော့အကြမ်းဖက်ဥပဒေနဲ့အရေးယူချက်ခံပါ မင်းတို့စစ်တပ်ကြီးမြန်မာနိုင်ငံမှာပန်းပန်တာနဲ့အိမ်ပြဝင်အကြက်ဖက်ဥပဒေနဲ့ရေးယူခင်းခံရတယ်ကွာအဲအလုံးပဲလောက်တော့အကြောက်တရားကြီးစူးမှုနေလို့ကြည်ပါပန်းပန်တဲ့သူနဲ့အိမ်ပြဝိတဲ့သူကိုတော့လိုက်ရှာပြီးတော့သူတို့မှကြောင်းလန်းရတဲ့လိုက်ပြီးတော့ဖမ်းနေရနေတာတခုပါအေးယူခံပါဟွန်းကျွန်တော်တရားစစ်တာလုံရဲလေလို့ခင်ဗျာဒါခင်ဗျားတို့ပြောတာကြောက်တယ်မဟုတ်ဘူးခင်ဗျားလုံရဲလေလို့ပန်းသေးပန်းသေးပိတ်တမပါဝင်ခြင်းတပါဆိုလဲပါဝင်ပါဝင်လို့ရတယ်အဲ့ဒါကခင်ဗျားအကြက်ဖက်အားပေးတာပဲဟာအကြက်ဖက်တမနဲ့လှုပ်ဆော်တယ်အကြက်ဖက်တမနဲ့လှုပ်ဆော်မှုကိုခင်ဗျားတို့ကဝင်ပြီးတော့ ဒီပုံမှာသူတို့ခိုင်းတဲ့တိုင်လုပ်တယ်ဆိုခင်ဗျားတို့အကြံဖတ်ဒီကိုခင်ဗျားတို့အပိအားမြောက်ပြူလည်းရောက်တယ်အကြံဖတ်တမားလည်းအပိကူညီလည်းရောက်တယ်အဲ့တော့ဒါကဒီအကြံဖတ်မှုဥပဒေနဲ့လည်းမြောက်တယ်နောက်တစ်ခါမှာခင်ဗျားတို့ဒီအကြံဖတ်မှုနဲ့ဆိုင်တဲ့ဥပဒေနဲ့ခင်ဗျားအရေးယူတရားအရေးယူချက်ခံမှာအဲ့တော့တေချာကရန်ကုန်မှာရှိရလို့ဆိုရင်ဒါတေချာကကျွန်တော်တို့အေးစိန်ထောင်ရောက်မယ်မန္တလေးမှာရှိရလို့ဆိုရင်ဥပ္ပထောင်ရောက်မယ်ဥပ္ပထောင်ရောက်မယ်အဲ့တော့ဘာဖြစ်လို့လဲပန်းပန်လို့လားတနေ့နေရာဆိုလဲသူ့ရဲ့ဒီနီးစက်ထောင်လေးရောက်မှာဗျာခင်ဗျားတို့အဲ့ဒီကိုသွားနေခြင်းနဲ့ဆိုလဲနေ ဘုရားကုသမှာခင်ဗျားတို့ဒီရန်ကုန်နဲ့ကြိုက်တူမှာနှစ်ညကြီး၃ရက်ခီးကြီးပါရှိသေးတယ်ဗုဒ္ဓဂါရဆိုခင်ဗျား၅ရက်လောက်ဆိုတော့လေးနှစ်တော့ဘုရားဂါရတော့ဖွင့်ဟိုမှာခင်ဗျားနှစ်နှစ်ချီပြီးအင်းစိတ်ထောင်တွေမှာနေရမှာတော့မတူခင်ဗျားတို့လုံရရင်လည်းလောက်အဲ့လိုအခြေအနေရှိတယ်အဲ့အချမ်းအုပ်စုတွေကတော့ဒေါ်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်မွေးနေ့ဖြစ်ဆိုပြီးတော့ဒါပန်းတပိတ်ဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့အင်းကြီးပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့လှုပ်ဆောင်နေတယ်ခင်ဗျားလှုပ်တဲ့ဆိုရင်ဒါကအချမ်းဖတ်ကိုအားပေးအချမ်းဖတ်မှုအချမ်းဖတ်တွေကိုအားပေးအားမြောက်ပြူရောက်တယ်အချမ်းအုပ်ဥပဒေနဲ့ခင်ဗျားတို့တရားစွဲခံနိုင်တယ်မိသွားပြီဆိုရင်ခင်ဗျားတို့ဖမ်းဆီးခံရပြီဆိုရင်ဟာသားမသိလို့တမီးကမသိဘူးလေတမီးကဒီဥပဒေမသိဘူးတမီးကလည်း ်အဲဒါလေးတို့တို့သမီးကဒါလေးလုတ်လိုက်တယ်မရပါဘူးမရမင်းဟိုမိသွားတဲ့ခါကျရင်လည်းမင်းအဲ့လိုမျိုးအားမသိလို့ဆိုပြီးပြောတော့မင်းပြီးတော့ဝိုင်းချိန်မှာကဲဒါကတော့ကဲဘာပြောဒါကတော့အလုံးတွေးကြရတော့မြန်မာနိုင်ငံမှာရှိတဲ့စစ်တဲ့ကြီးနဲ့သူ့ရဲ့ထောက်တိုင်ဘုံမာတွေကဘယ်လောက်ထိအောင်ကြောက်ရလန်ဖြစ်နေဆိုတော့ဒါကိုကြည့်ရတယ်သိနိုင်ပါတယ်တကယ်ပါပဲတော်လိုင်းကြီးဘက်ကသူတွေမပြောနဲ့အောင်ပြီးသူတွေကပန်းပန်ရင်တော့ကြောက်နေတဲ့စစ်တဲ့ကြီးမင်းတို့ဘယ်လိုလုပ်ပြီးတော့တော်လိုင်းကြီးရဲဘော်တွေကိုနိုင်တော့မှာလဲကွာ လည်းမျိုးတွေအလုံးမဲ့ဒီပူလေးမှာတွေ့ရမယ့်အကြောင်းအရာတွေကတော့လက်ရှိအချိန်မှာပေါ့မြို့နယ်ကိုတော်လိုင်းကြီးတက်တီကနေပြီးဝိုင်းရံပြီးတော့ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ပေါ့ကတော့တကောင်နဲ့လက်ရှိအချိန်မှာတော့မန္တလေးမှာပြေးပြီးတော့နေနေရနေသားတခုရှိပါတယ်။ပေါ့မြို့ကိုအလာမှာပဲမြန်လှက်ပြေးလိုက်ရနေသားတခုရှိပြီးတော့မန္တလေးမြို့မှာလက်ရှိမှာဆိုရင်တော့ဘသူနဲ့တွေ့နေလဲဆိုတော့ကျွန်တော်အေတင်ကိုနဲ့တွေ့နေဖြစ်ပါတယ်။အေတင်ကိုဆိုတော့အလုံးတိမဲ့အတိုင်းပါပဲ။လက်ရှိအချိန်မှာငလင်လှုပ်သွားတဲ့ပတ်သက်ပြီးတော့တိုက်တေကိုပြန်နဲ့ဆောက်ပြန်နဲ့ပတ်သက်ပြီးပြည်သူတွေရဲ့ချစ်မြတ်နိုးပါတယ်ဆိုပြီးချီးကျူးမှုတွေကိုခံရတဲ့သူတော့ဖြစ်ပါတယ်။ဒါမဲ့သူတို့တွေကဘယ်လိုမျိုးတွေလဲဆိုတာကလည်းဒီဗီဒီယိုမှာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့် ီသူတွေဒုက္ခရောက်လေလဲကနေပြီးတော့နှံ့ဝင်ပြူးတဲ့လူတွေကအများကြီးရှိကြဖြစ်တဲ့အတွက်ဒုက္ခရောက်နေတဲ့ပြည်သူတွေပေါ်လာတော့သူတို့တွေကပျော်နေကြတဲ့နေထိုင်ခုပါပဲအဲ့ဒါကြီးကြားနေရတယ်အဲ့တော့ဥဒင်းတို့အခုအစ်စ်ကြောင်းတွေကိုဝိုင်းထုံပြီးမှတိုက်မဲ့ဖွဲရလူလူ PDF ဒီပေါ့နော်ကောင်းလို့လည်းတနေလို့မြိုင်ဘက်က PDF ဒီရောဟိုဘက်ကဥဒင်းတို့တောက်ထုဘက်က PDF ဒီရောပေါ့စောတို့အဲ့ဘက်အကုန်လုံးကကန်ကုန်ထီးလင်းတို့နော်အဲ့ဘက်က PDF ရောပူးပေါင်းပြီးမှဥဒင်းတို့ဒါမခွေးတိုင်းပေါင်းရုံနဲ့မိတိုင်းဆက်ရုံ PDF အင်အား200ကျော်စုဖွဲ့နေတယ်တဲ့ဒါမခွေးတိုင်းပေါင်းရုံနဲ့မိတိုင်းဆက်ရုံ PDF အင်အား200ကျော်နော်ဒါအဲ့မှာဥဒင်းနမကတိုင်းမှုကြီးကိုလည်းစောစောကတော့ဥစဉ်ကဘိုင်ဘာပို့လို့မရဘူးမရတဲ့အတွက်ကြောင့်ဥစဉ်က ဒီဘာသာရာဂျီဝမ်းစီကိုဦးစင်းလှမ်းပို့လိုက်တယ်ဒကာကြီးဒါလေးကိုမုံရပို့ပေးပါပေါ့နော်အခုတော့ဦးစင်းတိုင်းမှုကြီးကိုလည်းပို့ထားပါတယ်ဗျာနော်ဒီဒကာကြီးနမကတိုင်းမှုငုံကတိုင်းမှုတူလည်းဦးစင်းပို့ထားတယ်အဲ့တော့မကွေးတိုင်းပေါင်းလို့နဲ့တမန်တော်ကြီးက PDF အင်အားကလည်း900ကျော်စုနေတယ်အခွဲလိုက်ပေါ့နော်အဲ့မှာလည်းဦးစင်းကအကုန်လုံးတိကျတဲ့ခိုင်လုံတဲ့နေရာတွေအကုန်လုံးပေးပို့ထားတယ်ပေါ့နော်မကွေးတိုင်းပေါင်းလို့နဲ့ညောင်မြင်သားရာကြီးက PDF တရာနော်အဲ့မှာလည်းစုခွဲနေတယ်တဲ့အဲ့တော့ဦးစင်းတို့ပြောချင်တာကဒါဒီပဲနေရဆိုလဲဆိုလို့ရှိရင်16ရက်6လပဲ2020ဒီနေ့ပဲစုခွဲတဲ့နေပဲနော် တော့ဦးဇင်းတို့ပြောချင်တာကမခွေးတိုင်းပတ်မနဲ့ညောင်မင်းသားကျွေးရွာက PDF တွေကစုဖွဲ့နေပြီနော်ထောက်ထားအကုန်လုံးပေါ့ဗျာနော်အဲ့လိုအင်အားတွေအင်အားတွေစုပြီးမှဒီလာတဲ့စစ်ကြောင်းတွေကိုတို့တို့တွေကဒီအင်အားမြောင်သားတော့အင်အား900 800နဲ့စုဖွဲ့ပြီးမှညာထံပေးပြီးမှတို့တို့တွေကဒါအပြုတ်တိုက်ဖို့ပေါ့ဗျာတိုက်ဖို့အတွက်ကိုတို့တို့တွေလုံဆောင်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းဦးဇင်းအနေနဲ့ဒါနမကအတိုင်းမူကြီးရောဒါပခုတ်ကူမှရှိတဲ့တပ်မ300ဒါဟာတွေရောအကုန်လုံးပေါ့ဗျာတပ်မတော်အကုန်လုံးအကုန်လုံးဒါဦးဇင်းအနေနဲ့ဒါခိုင်လုံပြစ်ကြတဲ့တရင်ကိုဦးဇင်းအနေနဲ့မြေမှာရှိတဲ့တရင်ပေါ့ပေးပို့ထားတဲ့တူပေါ့နော်ဒါဦးဇင်းကအလုံးကိုဒါတိအောင် ပို့ထားခြင်းဖြစ်ပါတယ်ဗျာနော်။အခုတိုင်းပေါက်ရုံနဲ့ဆိုတာကဒီလူစီပါတယ်မှာရိတ်ခါတက်လက်နေရကြာရိတ်ခါတက်လက်နေရဖြစ်တဲ့အတွက်ကြောင့်ဒီရိတ်ခါတွေကိုတော့နော်နမကတိုင်မူကြီးဦးစင်းနာဟုတ်လား။ဟိုပါပေါ့ဗျာ။ပူစားလို့ပဲကလေးပူစားလို့ပဲခဏခဏပူစားတာပေါ့နော်။ဥစိုးအောင်နမကတိုင်မူကြီးလက်ဒါအကုန်လုံးသူစားနိုင်နေမှာသူလုတ်ပေးနိုင်နေမှာသူ့လက်ထက်မှာအကုန်လုံးလုတ်ပေးတယ်။ဒါကြီးရေရိတ်ခါလေးတော့လိုအပ်တယ်ဗျာရိတ်ခါလေးတော့ဒီဘိုင်လေးရင်လေးနဲ့ချပြပအောင်ဆိုလဲလေရင်ဆိုတဲ့ဟာတော့ဘလောက်မှမပါဘူးလေဗျာနော်ဒါမှအများဆုံးပိုင်လူဦးရေတော့မှမတော့တပတ်စာတော့ပဲထူပို့နိုင်မှာအဲ့တော့ကိုကအစီအပြေအောင်ဆိုရင်ရင်းနှီးနေတဲ့ကားလေးနဲ့တကယ်တိတိယောက်ယောက်ထိုးမှသားလေးအစီအပြေမှာပေါ့နော်အဲ့တော့ ဟုတ်ပြီအင်အားနေများစွာနဲ့စောင့်နေတယ်အဲ့လိုအင်အားနေများစွာစောင့်နေကမှဒီအင်အားတွေများတယ်ဆိုပြီးပြန်လှည့်มาလဲဆိုရင်ရတယ်เนาะပြန်လှည့်มาလဲဆိုရင်ရတယ်အဲ့လိုဦးဇင်းတို့ပြောချင်တာကတကယ်လို့ဦးဇင်းတို့ရေပြာလောက်ရောက်ပြီဆိုလို့ရှိရင်အာဦးဇင်းအကြံပေးတာပါเนาะဦးဇင်းရဲ့ပေါ့ညွန်တဲ့အကြောင်းကိုဦးဇင်းတော့ဒီရင်ဒီမှာပေါ့ပြန်မကြည့်လဲမကြည့်ဘူးပေါ့เนาะအဲ့တော့ဦးဇင်းအကြံပေးချင်တာကရေပြာလောက်ရောက်လို့ရှိရင်ခဏနားလိုက်အဲ့မှာအိမ်ဒီမှာမိုင်းနေလဲများစွာရှိအိမ်မော်ဒီမှာရောအိမ်ရောက်ဒီမှာရောအကုန်လုံးမိုင်းနေများစွာရှိတယ်เนาะများစွာရှိတယ်တိမ့်တယ်နဲ့ဖုံးတွေကိုတိမ့်စရာရှိရင်တိမ့်ရမယ်เนาะ 对对，热气，起，对阿们。我讲佣金我们修？一票佣金我们得两两万米修，啊，白碰你两阿们，我讲我先查，喏。碰你两在起，对不来。他主要是包价也没弄位，阿嘞，所以,以後後啊得得，啊，老师也是起，我讲我老厉害个，我讲喏，哎嘛，哥哥说嘛，比如说阿在起的，比如说是俺要来考我来，喏，俺要来考我来。啊，恁俺要来考多少笔嘛？我讲喏，我名五十名，报名五十名，我讲喏，赔、嗯、了，赔了嘛，我讲喏，那不是在讲，比如说阿在起的，喏，啊，那我讲喏，廿几笔，廿几边。 ။ဒါကြီးမှမလာဦးသေးတော့ပို့စရာချစရာရှိရချမယ်ရိတ်ခါတွေပါမထမ်းချရမှာပေါ့ကွာ။မချလို့တော့မရဘူးသူတို့လည်းပြက်လန့်နေတာ။အဲ့ဒီယာကြီးပြန်နောက်ထပ်၅ရောက်ခေါ်သွားမယ်ပြီးသူစစ်နော်။အဲကျွမ်းနဲ့အဲ့တော့ဘယ်ဟာဟာတွေခေါ်သွားမလဲဆိုယာကြီးပြန်မှာဆိုလို့ရှိရင်အဲ့ဦးသေးတော့အဝေးကနေလာပြီးမှဒီတက်မလို့ထောက်ခံတဲ့ဝိုင်းရံတဲ့တို့ကြမ်းခိုင်တဲ့မားတွေရှိရယာကြီးပြုစစ်လုံနေရ။သူတို့လည်းခေါ်သွားမယ်လက်နဲ့လက်နဲ့ပေါ့ဗျာလက်လက်ပလာကြီးတော့ခေါ်သွားနေပေါ့နော်။ဒီလက်နဲ့နဲ့ပါလက်ခေါ်သွားမယ်။အဲ့တော့အုံတော့မှာ view ဆိုင်ရမယ်။အုံတော့လမ်းမှာခင်ဗျားတို့မိုင်းတို့ view ဆိုင်ရမယ်။အုံတော့ရအုံတော့ရဆိုရင်အမဲရောက်နေတဲ့မိတ်ထဲမှာပါပြီးသားနော်။မဲရောက်နေတဲ့မှာပါပြီးသား။ အုံတော်ရွာကိုလည်းခဏလို့ပြောတဲ့ခါမှာဂရုစိုက်ရမယ်ရှေ့ပြေးရင်ရှင်းရမယ်အဲ့တော့အုံတော်တို့အဲ့မှာအင်းအင်းအင်းတော်တို့အင်းတော်တောင်စုနောက်စုနော်အုံတော်တောင်စုနောက်စုနောက်စုကအဲ့လောက်မဆိုးဘူးတောင်စုကဆိုးတယ်နော်အဲ့တော့ဒါဘီဝါတော့ဆိုင်ရမှာဗျာကဲအုံတော်တောင်စုနောက်စုအဲ့ဒါပြင်အင်းတော်တောင်စုနောက်စုတားလိုက်မယ်အဲ့ဒါပြီးမှပေါင်းမျိုးရောက်မယ်နော်လမ်းကြောင်းမှာဟိုဘက်မှာဆိုလို့ရှိရင်ဦးဇင်းတို့ရွာဘက်တွေရှိတယ်ဒီရွာဘက်တွေအဲ့ပေါင်းကူရင်တိုင်း6 6 6နာဘက်ပြင်းတိုင်းလဲတိုင်းလဲပြီးအဲ့တကြောလုံးကအကုန်လုံး PDF တွေတိုင်းမယ် PDF တွေတိုင်းမယ်နော်အေးမင်းနေရာမင်းနေရာရှိသေးတယ်ပေါ့ကတော့ မြန်မာပြည်မှာဆင်းရဲကားလူဒါဘလောက်များလဲဆိုတာအဝေးအိမ်မကြည့်နဲ့ဂျပန်မှာမြန်မာလူသားတွေအောက်ခြေလူသားတွေအများဆုံးကိုရီးယားမှာလည်းအများဆုံးထိုင်းမှာလည်းအများဆုံးနောက်ဆုံးလာအိုမှာလည်းရှိတယ်မလေးရှားမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်နောက်ဆုံးတီမောတီတော်သွားပြီးတော့မှမြန်မာတွေကအောက်ခြေလုံသားဖြစ်အလုပ်လုပ်ရတယ်အဲ့တော့ငါတို့မြန်မာနိုင်ငံတော်မှာနော်ရိုးမဆိုလည်း၃ခုရှိတယ်အဓိကမြစ်ကြီးက၂ဆင်းရှိတယ်တောင်တန်းလည်းရှိတယ်မြေပြက်လည်းရှိတယ်တရံသာတလည်းရှိတယ် ပင်လယ်ထွက်ပေါက်လည်းရှိတယ်။ဒီဟာအဖက်ဖက်ကပြည်စုံနေတဲ့ဒါနဲ့ဘာလို့ငါတို့ကအောက်ကြောင်နောက်ကြောင်နဲ့သူများနိုင်ငံမှာအနေဆုံးအလုပ်တွေငါတို့နိုင်ငံသားတွေကလုပ်နေရတာ။နောက်ဆုံးငါတို့နိုင်ငံသားတွေကသူများနိုင်ငံမှာအနေဆုံးလုပ်လုပ်နေရတဲ့ဘဝကဘဝနိုင်ငံသားရောက်ဖူးတယ်ဆိုပြီးတော့မှဂုံယူနေရတာ။ပညာရှင်အနေနဲ့သွားကြတာမဟုတ်ဘူး။အလဲပတ်အနေနဲ့သွားကြတာမဟုတ်ဘူး။အောက်ခြေလုတ်သားအနေနဲ့သွားတဲ့ဘဝကိုတော့ဂုံယူနေရတဲ့ဘဝနဲ့ဖြတ်တန်းနေရတာငါတို့နိုင်ငံသားတွေကပြီးတော့ဟုတ်ပြီဒါနိုင်ငံသားရောက်တဲ့သူပြည်တွင်းမှာနေတဲ့သူတွေကရောမြန်မာနိုင်ငံမှာလက်ညှိုးတွေအများကြီးမြို့ရွာတွေအများကြီးလက်မဆက်သွေးမီးလက်တရာမကောင်းတဲ့အခါကျတော့ အသက်ကြီးလာတဲ့အခါကျမ်းမာရေးဆော့ရှော့မှုမရမှာကြောင့်လို့ဒီကြက်တဲနေတဲ့မျိုးပြောက်ကိုပဲစုတိုးပြီးနေရတဲ့အခါငါတို့နိုင်ငံသားတွေကငါတို့ညီမမျိုးပေါ်မှာနေပြီးတော့မှကျူးကျော်ပေါ်ကနေနေရဘယ်တော့ထိဝမ်းနေစရာကောင်းလဲခင်ဗျားတို့စဉ်းစားကြည့်အဲ့လိုတော့မပြောဘူးအဲ့ဒါဝမ်းနေစရာကောင်းလဲဒါငါတို့တော်လိုင်းလုံးရမယ်အဓိကအကြောင်းရင်းပဲငါငါတို့တော်လိုင်းလုံးရမယ်အဓိကအကြောင်းရင်းပဲတခြားမဲခိုးတာတွေမဲမခိုးတာတွေတို့စစ်တပ်ထောက်ခံတာတွေမထောက်ခံတာတွေဆိုတာထက်ငါတို့ဒီဟာတွေကြုံနေရပြီဆိုတာကငါတို့နိုင်ငံမှာစနစ်တစ်ခုပြောင်းလဲဖို့အချိန်တန်နေပြီဆိုတဲ့မိမောင်းထိုးပြတာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လက်ရှိမြန်မာပြည်စီမှာဖမ်းခဲ့ဖမ်းမိတဲ့ တော့5ယောက်ပေါ့နော်ကျွန်တော်အဲ့ဒီမှာကျွန်တော်စကားသွားပြောတာပေါ့နော်ဟင်းလားမင်းတို့ဘာလို့ online မလုပ်တာလဲလို့ကျွန်တော်မေးကြည့်တော့ online ရေးကဘယ်မှာလုပ်တာလဲကျွန်တော်တို့မသိဘူးဟာမင်းတို့ကအဲ့လောက်ကြီးဟုတ်လို့လားမင်းတို့ဘယ်မှာနေတာလဲဆိုကျွန်တော်တို့ကဘိုးတိုင်းဘက်ကဘိုးယုံမနာတော့နေတာပေါ့နော်ဟာမင်းတော့နေပြီမင်းလည်းမင်းအာနာသိန်းတာတိလားပေါ့နော်အာနာသိန်းတာတော့ကျွန်တော်သိပါတယ်တဲ့အာနာသိန်းတာတိရမင်းဘယ်လိုတော်လဲမင်းတော်လဲဟုတ်လားတော်လဲတော့ကျွန်တော်တို့တွေ့နေတာပဲဒါပေမဲ့ဘယ်မှာတော့တော်လဲရမယ်မသိဘူးဆိုတော့ဟာမင်းရလဲကွာမင်းဘယ်လိုဖြစ်လို့စစ်ခွေးဖြစ်သွားတာလဲပြောပြပါအောင်ဆိုတော့ ျွန်တော်ကကျွန်တော်တို့ရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်စစ်ခွေးအုပ်စုကတဲ့အဲနောက်ဆက်ကဆာတွေကစစ်ကြောင်းထိုးလာတယ်တဲ့စစ်ကြောင်းထိုးလာတဲ့အချိန်မှာကျွန်တော်ကလဲမောင်းနေတာတဲ့လဲမောင်းနေတော့ရောက်မင်းလဲဘေးကိုကက်ရရဲဆိုတော့ကျွန်တော်ကဘေးကိုကက်ရလိုက်တယ်ပြည့်ပြည့်မေးလို့ရအောင်စင်းရဲဆိုပြီးလက်ရိတ်ကက်ပြီးခေါ်သွားတာအဲ့တော့ကျွန်တော်စစ်သားဖြစ်သွားတာဟာ မင်းတို့အဲ့လိုတော့လောက်လားလောက်တယ်တဲ့အဲ့ဒါနောက်တစ်ယောက်ထပ်ပြီးတော့မင်းကဘယ်ရလဲဆိုတော့ကျွန်တော်ကနောက်ချိုဘက်ကလည်းဟဲ့နောက်ချိုမှာမဲလေးပြည်ရဲတော့ဘာလို့ရှိလဲမင်းတို့ဝင်ဘူးလားဘယ်လိုမျိုးစစ်ကောင်စီပါလဲကျွန်တော်ကညဘက်ပြန်လာတာကျွန်တော်ဒါဖြစ်တယ်ပါလေဘာမှမပြောပဲလက်ထက်ခဲ့ပြီးခေါ်သွားတာကျွန်တော်ပေါ်တာဖြစ်ပြီးတော့မှဟိုစစ်ခွေးဖြစ်သွားတာပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကမတိနားမလေတဲ့ကောင်တွေကိုစစ်ကောင်စီကပြစ်မှတ်ထားလေရှိတယ်နောက်တစ်ခုကကျွန်တော်မတိမနားလေအောင်လဲလုပ်လေရှိတယ်အဲ့ဒါမှသူတို့ကဟိုဝါရမိုင်းတိုက်ပြီးတော့ဇောင်းပေးပြီးတော့မှဒီတော်လန်ရေးသည်နိုင်ငံတော်ရဲ့စနစ်တစ်ခုကိုတိစောက်နေတာဖြစ်တယ်ဆိုတဲ့အတွင်းမျိုးမဝင်ဘဲနဲ့သူ့ဘက်ကိုဘက် ဟိုအမျိုးသားရေးတို့ဗာရေးတို့ညာရေးတို့ရှောက်ပြောတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ချေချောက်ချင်တွေ့ရတယ်သူတို့ကဟိုအမျိုးသားရေးတို့ပြောရအောင်သူတို့ကြောင့်တိုးတက်သွားတဲ့ဘုရားဘာသာဗမာလေသူတို့ကြောင့်တိုးတက်သွားတဲ့ဗမာလူမျိုးကဗမာလေဟုတ်လားအညာသားတွေဘလောက်ထိဒုက္ခရောက်လဲအညာသားတွေဘလောက်ထိဆင်းရဲလဲအညာသားတွေရန်ကုန်မှာဘလို့အလုပ်လာလုပ်လဲကြည့်ဟုတ်လားဘယ်မှာလဲဗမာလူမျိုးတွေတိုးတက်မှုအဲ့တော့ဘာသာရေးတိုးတက်မှုကြတော့ဘယ်မှာလဲဘာသာရေးတိုးတက်မှုအဲ့တော့မြန်မာပြည်မှာရွှေချထားတဲ့ဘုရားတွေညားသွားတာပဲရှိတယ်ကျွတ်ချတာရဲ့ဘုရားတွေညာလာတာနဲ့အတူကျူးကျော်တွေလည်းညာလာတယ်မြန်မာနိုင်ငံသားတယောက်မြမမြေပေါ်မှာပြန်ပြီးတော့မှကျူးကျော်ဘွားနဲ့နေထိုင်ရတဲ့ဆိုတာ ခရစ်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်သူလူတန်းစားတွေရဲ့ဘလောက်စောက်သုံးမကြလဲဆိုတာကိုမိမောက်ထုတ်ပြနေတာအဲ့တော့ဗုဒ္ဓသည်အလုံးစုံဆုလို့ခြင်းလမ်းစဉ်ကိုရွေးတာဗုဒ္ဓသည်ခန္ဓာစိတ်ဝိညာဉ်နော်ခန္ဓာစိတ်ဝိညာဉ်ခရစ်ရဲ့ဖြစ်သွားနော်အဲ့တော့ဗုဒ္ဓသည်နော်ခန္ဓာဝဆိတ်ရောလွတ်မြောက်ခြင်းလမ်းစဉ်ကိုပြတဲ့ဖရားလို့လည်းပြောလို့ရတယ်ပုဂ္ဂိုလ်ဘာလို့လည်းပြောလို့ရတာပေါ့အဲ့တော့ခန္ဓာလွတ်မြောက်ခြင်းကိုတော့မလုံပေးနိုင်တဲ့ခေါင်းဆောင်တွေမလုံပေးနိုင်တဲ့လူတွေကအမျိုးသားတမအမျိုးသားသာတဒနာတိုးတက်စေဖို့ဆိုတဲ့အကြောင်းရင်းကဘာအကြောင်းရင်းလဲ ခင်ဗျားတို့သိတယ်ဗာအကြောင်းရင်းလဲဘယ်နားမှာခင်ဗျားတို့တိုးတက်နေတာလဲဘယ်နားမှာဘာသာရေးတိုးတက်မှုဖြစ်နေတာလဲဘယ်နားမှာလူမျိုးရေးတိုးတက်မှုဖြစ်နေတာလဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေကိုရောက်တဲ့အခါမှာကျွန်တော်တို့အများကြီးမျက်နှာနေရတယ်အရင်တော့ဘာကြောင့်အများကြီးမျက်နှာနေရလဲကျွန်တော်တို့မလုပ်တဲ့အဖြစ်တွေအတွက်ကျွန်တော်တို့မျက်နှာနေရဘာဖြစ်လို့လဲစစ်ကောင်စီအနိုင်ကျင့်တာတွေကိုခက်ဆက်ဆက်တိုင်းရင်းသားတွေကခံခဲ့ရတော့အချို့တိုင်းရင်းသားတွေကကျွန်တော်တို့မြင်တဲ့အခါမှာအာဗမာတွေဗမာတွေဆိုပြီးတော့မှကြောက်ကြသူတို့ကဘယ်လိုပြောမလဲယုံကြောက်နော်ဘယ်လိုမျိုးချစ်ကြောက်မဟုတ်ဘူးယုံကြောက်မပတ်သက်ခြင်းမှုရှောင်ခြင်းနဲ့ကြောက်လဲကြောက်တယ်ကျွန်တော်တို့တွေ့ရင်ကြောက်တယ်ဟိုဈေးဆိုလည်းမယောင်းပေးရဘူးတခါလေးပြေးထားတယ်ဘာဖြစ်လို့လဲကျွန်တော်တို့မြင်တာလည်းသူတို့ကြောက် ပြီဘလို့ကြောက်တယ်ဆိုရုံကြောက်ကြောက်ဒါပေမဲ့အဲ့ဒီရုံကြောက်ဖြစ်အောင်ကျွန်တော်တို့ဘွားမှာကျွန်တော်တို့မလုတ်ခဲ့ပဲနဲ့စစ်ကောင်စီလုတ်ခဲ့တဲ့အမားတွေကကျွန်တော်တို့ဘွားမှာမျက်နှာငယ်ရတယ်။မြန်မာလဲကျွန်တော်တို့အမျိုးရဲ့ဂုံတိတ်ခါရှိမှုနောက်တစ်ခုတိုင်းရင်းသားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကပန်းကင်းထဲကပန်းနေအများနဲ့ပြောသလိုပန်းပေါင်းတော့ပွင့်လှတာပေါ့တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားကြောင်းနေမရှိဘူးတိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်ကိုယ်ပိုင်ယုံကြည်မှုအမွေအနှစ်တွေခံခံနာနာဖြစ်တဲ့ဘဝမှာမရှိတဲ့အခါမှာကျွန်တော်တို့ကပုံနေတာမြန်မာတွေပဲနေတာဒါဖြစ်လို့လားပြင်းပြင်းထန်ထန်နေတဲ့မြန်မာတွေလည်းကြီးရင်စကားမတက်ဘူး ဘာဖြစ်လို့လဲပင်စာလည်းမတက်ဘူးဘာဖြစ်လို့လဲကြောင်းမှမရှိဘူးဘာပညာရေးကိုမှအထူးလေးနဲ့မထားပြီးတော့ကင်းနေရတော့ကင်းစာလည်းတက်တယ်ပမာစာလည်းတက်တယ်ပမာကြောင်းလည်းတက်တယ်ကင်းရင်ကြောင်းလည်းတက်တယ်သူတို့ကပိုတက်ဟောထိုင်းလည်းနေတော့ထိုင်းကားပါတက်သေးတယ်သူတို့ကကျွန်တော်တို့ကတော့မှဟိုပိုပိုပြီးအခွင့်ရရကျွန်တော်တို့မှဟိုပြောင်စုတွေတူတူနေပြီကျွန်တော်တို့မှာကင်းစကားမတက်ရအောင်တချို့တော့ကင်းဖြစ်ပြီကျွန်တော်တို့အရာမပြတ်ကင်းနေဆိုကင်းဖြစ်ပြီကင်းစကားတော့မတက်ရအောင်ဖိနေခံရတာအဲ့တော့ဒါပေမဲ့အဲ့ဒီဟာတွေကိုဗမာတွေကလှုပ်လာဆိုဗမာတွေကလည်းမလုပ်ဘူးဒီစစ်တပ်ရဲ့အမျိုးဘာသာတာသနာဆိုတဲ့အောက်တန်းစားတွေကအမျိုးလည်းတိုးတက်အောင်မလုပ်ဘူးဘာသာလည်းတိုးတက်အောင်မလုပ်ဘူးတော့တာသနာလည်းတိုးတက်အောင်မလုပ်ဘူးသူများကိုလည်းဖိနေတယ် ကျွန်တော်တို့လည်းနာမည်ပြရတယ်ဘယ်မှာလဲတိုးတက်စေခြင်းကြောင့်တရားဟုတ်ပြီဒါကတိုးတက်စေခြင်းကြောင့်ဆရာမရှိတဲ့ဘဝတွေကိုကျွန်တော်တို့ပြောပြတာကျွန်တော်တို့ခေတော်လည်းပြီးရင်တော့ကျွန်တော်တို့ခေမှာဒီဘဝတွေမရှိတော့အောင်ကျွန်တော်တို့ကတော့နိုင်ငံတော်အသက်ကိုတည်ဆောက်မှာဒါကျွန်တော်တို့ရဲ့မဟာရည်မှန်းချက်ပဲအဲ့တော့ဟုတ်ပြီစစ်တပ်ကိုထောက်ခံလိုက်ပြီဘယ်မှာလဲစစ်လက်နဲ့ဆွေးငင်တိုးတက်မှု